ပိုင်းချောင်းအဆမှာတော့ရမုချာတယောက်စကန်ကိုပြန်လာပြီး "तू ကပူးကိုစေးရောင်းကိုရအောင်ယူမယ်"လို့ပြောလိုက်ပါတယ်။ပူးကတော့ရမုချာကိုမင်းကမင်းကလေးနဲ့တွေ့ရအားနေသွားတယ်မလားလို့ပြောလိုက်ပြီး"အိုးလောင်းတို့ဘက်မှာမင်းကလေးတယောက်ရှိနေရဲ့"လို့သတိပေးလိုက်ပါတယ်။ရမုချာကတော့သူ့အနေနဲ့ဒီကိစ္စကိုဘလို့ဖြေရှင်းရမလဲဆိုတာကိုသိတယ်လို့ပြောလိုက်ပါတယ်။ဖမ်းမှာတော့ဘယ်မှာကအူလောင်းကိုမိုဘိုင်းဟုန်းစေးတောင်းရှိနေတာကိုဘာလို့ပြောတာလဲလို့ပြစ်တင်နေခဲ့ပြီးသူမကတနေကုန်ဖုန်ရဲမှာတွာလာထားရတာကြောင့်ရေချိုးကြတယ်လို့ပြောလိုက်ပါတယ် ဒါကိုကျောင်းတို့ဦးလောင်းကဘယ်မာကိုရေချိုးခန်းကိုလိုက်ပြပြီးတော့ဘယ်မာကရေချိုးခန်းကိုကြည့်ပြီးကျင်းလိုက်တာလို့ပြောလိုက်ပါတယ်။ဦးလောင်းကတော့သူမကိုကြီးများမနေဖို့ပြောလိုက်ပြီးစက်ပြရောရှမ်မူရောရှိရလို့ပြောပြလိုက်ပါတယ်။အဲ့ချိန်ဘယ်မာကဟိုရှာတီရှာလုံးနေတာကြောင့်ဦးလောင်းကဘာရှာနေရလဲလို့မေးတော့ဘယ်မာကချောင်းတီးပေါက်လို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့ဦးလောင်းကတော့သူကအဲ့လိုမလုပ်ဘူးလို့ပြောကထွက်သွားလိုက်ပါတယ်။ ပြင်ပမှာတော့ဆိုက်ယုတ်နှုတ်ကကားနာကိုချင်းကပ်လာနေပြီးဆိုက်ယုတ်ထဲကနေမိုင်းတို့ကထွက်လာခဲ့ပါတယ်သူတို့ကကားကိုဖောက်ခွဲဖို့အတွက်ဘုံးကိုကတ်ဖို့လုပ်ပင်မဲ့ဒေါ်တဆဖြစ်ပြီးခွေးရဲရဲ့လက်ကိုကတ်သွားခဲ့ပါတယ်အဲ့ချိန်ရာမူချာတို့ကလည်းလာနေရာကြောင့်နှကောင်သားထွက်ပြေးခဲ့ပါတယ်ဦးလုံးကတော့ရာမူချာကထပ်လာလုံမလားလို့ပြီးတော့ဂိုကူးကစိတ်ပူဖို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့ဦးလုံးကဂိုကူးကိုမင်းတို့ကမိုင်းဖရိုင်ပန်းကိုဘာလို့ဖို့သွားမှလဲလို့မေးလိုက်ပါတယ် ။ဒါကြောင့်ကိုကုကလည်းငကားဘော်လုံးကိုတွားရှာမှလို့ပြောလိုက်ပြီးသူ့မှာရှိတဲ့ငကားဘော်လုံးကိုပြနေခဲ့ပါတယ်။အဲ့ချိန်ရာမူချာတို့ကလည်းအနားကိုရောက်လာပြီးရာမူချာကတော့ပူးကိုကောင်မလေးကိုအပြင်ခေါ်ထုတ်သွားဖို့ပြောလိုက်ပြီးအထဲကိုချောင်းကြည့်လိုက်ပါတယ်။ဖြစ်ချင်တော့ရာမူချာကြည့်လိုက်တဲ့နေရာကဘာမာရီချိုးနေတဲ့နေရာတဲတဲ့ဖြစ်နေလို့ရာမူချာတယောက်မမြင်နိုင်တာရီမြင်သွားပြီးသတိတောင်လစ်ချင်သွားခဲ့ပါဗါ။အဲ့ချင်းဂိုကူကတော့ဦးလန်းကိုငကားဘော်လုံးနဲ့ပတ်သက်တဲ့စုအကြောင်းကိုပြောပြနေခဲ့ပါဗါ။ တဖက်မှာလည်းရာမူချာကဒီအကြောင်းတွေကိုကြားသွားပြီးသူလည်းမိန်ကလေးရဲ့ရှေ့ကိုရောက်ရင်မကြောက်ဖို့အတွက်စူတောင်းညီနေလို့ပြောလိုက်ပြီး၎င်းဘုံလုံးကိုလူယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာမာကရေချိုးပြီးပြင်ုံထွက်လာတော့သူမကဥလန်းကိုညာဘက်အင်းကြီးရှိလားလို့မေးနေခဲ့ပေမဲ့ဥလန်းကမရှိဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူကအေးကိုယူပြီးဘာမာနဲ့ဂိုကုကိုတိုက်လိုက်ပြီးခဏကြာတော့ဘာမာတို့ကအိတ်ချင်လာလို့အပေါ်တက်သွားခဲ့ပါတယ်။ ။ဦးတော်ကဒါအောင်ကြည်ကကျဉ်းနှံ့နေခဲ့ပြီးပြင်ပမှာတော့မိုင်းတို့ကကားအောင်မှာချိန်ကိုက်ဘုံးကိုကတ်ထားလိုက်ခါပီလက်ကိုသတင်းပို့လိုက်ပါတယ်။ဦးတော်ကတော့ဂိုကူအိတ်ပျော်နေတာကို home house ဆေးလိုက်ပြီးဘာမာစီကိုလိုက်သွားခဲ့ပါတယ်။အဲ့ချိန်ပူရောကလည်းရောက်လာပြီးသူတို့ကတကားအောင်ဖွင့်ကအထဲကိုဝင်လာခဲ့ပါတယ်။အဲ့တော့မှာတော့ပူကဂိုကူရဲ့ပုံကိုပြောင်းပြီးဘာမာကိုအပြင်ကိုခေါ်သွားဖို့လုပ်ပါတယ်။ ဒါအောင်မြင်တော့ဦးလောင်လေးဂိုကုနိုးလာပြီထင်သွားပြီသူကဘယ်မားရဲ့ပုံစံကိုပြောင်းလိုက်ခါလာခေါ်နေတဲ့ဂိုကုနောက်ကိုလိုက်သွားပါတယ်ဒါအောင်မြင်တော့ရာမူချာကလည်းငကားဘော်လုံးလေးကိုတွားရှာခဲ့ပါတယ်ဒါပေမဲ့သူကငကားဘော်လုံးမဟုတ်ပဲဘယ်မားရဲ့ပေါက်စီတွေကိုပဲမြင်လိုက်ရလို့ငုတ်တုံနေသွားပြီးပူးကလည်းသူ့ကိုခေါ်ထုတ်သွားပါတယ်ဦးလောင်ကတော့ဒါအောင်မြင်လိုက်ရလို့လန့်သွားပြီးသူကမိုးလေးမောက်ကင်းဆောင်နေခဲ့ပါတယ်နောက်နေ့မနက်ရောက်တော့ဂိုကုနဲ့ဘယ်မားတို့ကနိုးလာခဲ့ပါတယ် ဦးလောင်းကတော့သူကဘယ်မှာရဲ့ဝစ်တွေကိုမလျှော်ရသေးတာကြောင့်အပေါ်ဘက်ဘီရိုတဲကတော်ရဲဝစ်ကိုယူဝစ်လို့ပြောလိုက်ပါတယ်။ဒါကိုကျွန်တော်ဘယ်မှာကညာတဲကမပေးလို့ဒေါ်လာထွက်နေခဲ့ပါတယ်။အဲ့ချိန်ဦးလောင်းကရမူချားတို့ညာရောက်လာကြောင်းပြောပြလိုက်တော့ဘယ်မှာတယောက်တက်ကြွသွားခဲ့ပါတယ်။အဲ့တော့မှတော့သူမကဦးလောင်းကိုကားမောင်းခိုင်းလိုက်ပြီးအလှပြင်းနေချင်းရမူချားတို့ကရောက်လာကကားကိုတိုက်ခိုက်လိုက်ပါတယ်။ဒါကြောင့်ဂိုကူးကလည်းသူတို့ကိုထွက်တိုက်လိုက်ပြီးရမူချားကလည်းပါးတစ်ဖက်ရောင်ကပြန်ပြေးသွားပါတယ်။ အဲ့နောက်မှာတော့ကားပျက်စီးသွားတာကြောင့်ဂိုကူကကားပေါ်မှာသတိလည်နေတဲ့ဘယ်မာကိုဂုံးဖိုးကလမ်းလျှောက်လိုက်ပြီးတစ်ဖက်မှာတော့မိုင်ရိုးကလည်းကားဆော်ပြီးပေါက်ကွဲသွားတဲ့ထင်ကငကားဘော်လုံးတွေကို တက်ရှာနေခဲ့ပါတယ်။တစ်ဖက်မှာတော့ယာမူချာကငကားဘော်လုံးကိုဘယ်မာတို့အားလုံးစုပြီးမှခိုးယူဖို့တွေးနေပြီးဂိုကူတို့ကိုသွားတောင်းမှန်ကကားတစ်စီးကိုပေးလိုက်ပါတယ်။အဲ့ချိန်မိုင်ရိုးကဘော်လုံးရှာနေချိန်ကားပေါက်ကွဲသွားလို့မိကိုခေါင်းခေါင်းထနေခဲ့ပါတယ်။ အဖတ်မှာလေဂိုကူရူကတော့ခီးဆက်ထွက်နေခဲ့ပြီးဇလန်းလေးကလည်းဒီမာရင်မဲခန်းရက်သွားခဲ့ပြန်ပါတယ်